ော်ဒီနော်အလာတို့ဆိုရင်တက်ကြွတယ်လူအတွက်လောက်တယ်လူများအကျိုးလောက်တယ်ဒီပြိုးဝေတို့ဆိုရင်ဒီចောင်းသားအတွက်ပညာရေးအတွက်လောက်တော့ဗောနော်တက်ကြွလောက်တယ်ပြည်သူလူထုအတွက်လည်းပါတယ်ဗောနော်သူတို့နှစ်ယောက်ထောင်ထဲမှာရှိတယ်ဟုတ်ကဲ့ထောင်ထဲမှာလူမျိုးကိုနိုင်ငံခြားမှာဆိုသူတို့လူမျိုးအရေးလှုပ်ရှားနေတယ်ဟုတ်ကဲ့အဲ့ဒီအပေါ်မှာဘယ်လိုမြင်လဲဒါတွေကလှုပ်ရှားတတ်မှာသူတို့ကတရားတဲ့ဘက်ကနေပြီးတော့ရက်တည်ပြီးတော့ရဲရဲဝံဝံရက်တည်ပြီးတော့ ဆူတောင်းပွဲတွေလုပ်တယ်။ကောင်းတဲ့ကောင်းစီခြင်းနဲ့စိတ်ဆန္ဒတွေနဲ့လူရောစိတ်ရောအကုန်လုံးနှစ်ပြီးတော့လုံနိုင်တဲ့အတွက်လုတ်ခဲတဲ့အတွက်သူတို့အတွက်ကတော့တော်တော်တန်ဖိုးရှိပါတယ်။လူမြောက်ဖို့လို့ဆိုတော့ကောင်းဒါတိုင်းပြည်အတွက်ကောင်းတဲ့လူတွေ မကောင်းတဲ့နေရာရောက်နေတဲ့ဟာကိုဟိုပြန်ဆွဲထုတ်အောင်ဆိုတာဒါကောင်းတဲ့လုပ်ငန်းတွေလေကျွန်တော်ထောက်ခံတယ်ဒါကျွန်တော်လုံအောင်ထောက်ခံတယ်ကျွန်တော်တို့အနေနဲ့လည်းကိုလက်လှမ်းပြီးတဲ့ဘောင်အတွင်းနေလက်လှမ်းပြီးတဲ့ဘောင်ဘောင်ဆွဲကိုနားလည်းမပါဘောင်ဆွဲကျွန်တော်တို့ဒီမှာကိုကိုကိုဆိုဒီကိုလုံနိုင်ကြိုင်နိုင်ဆွမ်းရှိတဲ့ဘောင်တွေနေအဲ့ဒါကျွန်တော်ရအောင်ဟိုကအနော်နော်လာဆိုရင်ကျွန်တော်ကိုပါကြီးကိစ္စအစားပြား တကယ်ဟိုဟိုရှင်းရှင်းပြောရင်ကိုထမင်းကိုစားပြီးတော့သူမခံနိုင်လို့သူလိုက်ပြောပေါ့လို့သူအနာအနာရကျင်တဲ့ဆက်လက်သူမရှိတာမဟုတ်ဘူးဆိုတော့ဒီလိုပုံပုံမျိုးလိုကျွန်တော်လုံရဖို့လုပ်တယ်အကျွန်တော်မြင်လာတော့ဒီဥစ္စာကလေကျောင်းသားလေးနေလဲကတော့ပညာရေးကိုပြုံပြောင်းလဲရေးအတွက်လုပ်တဲ့ပုံကကျောင်းသားလေးကိုအခုလိုရေးကြတာတော့မဖြစ်သင့်ဘူးလို့တော့မြင်ပါတယ် သူတို့ကသူတို့ရဲ့လို့ပြောမယ်အာဏာရရှိရင်နောက်တော့တိုင်းပြည်ရဲ့ချုပ်ချာအာဏာကိုထိပါပြီးတော့ဖျက်ဆီးအောင်လုပ်ရလည်းမဟုတ်ဘူးလေအဲဒါကြောင့်လို့အကြောင်းသားတွေလုံနေတာမှန်တယ်လို့တော့ကျွန်တော်မြင်တယ်။နောက်နော်လာကလေးကြတော့တော့နော်အလုံးလုံးလည်းဒီတိုင်းပါပဲသူတို့လည်းကျွန်တော်သဘောနဲ့ဆိုရင်တော့နိုင်ငံသားတယောက်အနေနဲ့သူလုံတဲ့အလုပ်တစ်ခုကိုသူလုံနေလို့လို့ပဲမြင်ပါတယ်။ ျမဟိုတလုံးကထောင်ပေါင်းများစွာလွတ်လိုက်တယ်ပေါ့နော်အဲ့ဒီတဲမှာကျမမြုံလင်းတာကတော့တကယ့်နိုင်ငံရေးသမားတွေပါလာလိမ့်မယ်လို့ကျမထင်ခဲ့တယ်ဒါပေမဲ့တကယ့်နိုင်ငံရေးသမားတွေမပါလာဘူးပေါ့နော်အဲ့တော့ကျမတို့အနေနဲ့ကတော့ဒီနိုင်ငံရေးသမားတွေကဘာကြောင့်ဒီနိုင်ငံရေးလှုပ်ရှားမှုကိုလှုပ်ဆောင်နေရသလဲအဲ့တော့သူတို့တွေမှာရောတကယ့်တကယ်ဟိုလူငယ်ချမ်းသာခွင့်ပေးသင့်သလားပေါ့နော်ပေးသင့်တယ်ဆိုရင်တော့ဒီလူတွေကိုတော့ကျမတင်တဲ့လူအခွင့်ရေးနေရရောပေါ့နော်ဒီချိန်ဒီခါမျိုးမှာတော့ပေးသင့်တယ်လို့ကျမယူဆပါတယ် ကြာဘယ်လိုမြင်လဲတို့အတူတို့ထောင်တော့မချတင်ချပြန်တော့လဲထောင်ထဲမှာအခွင့်ဆုံးရှုံးနေတာကျွန်တော်မြင်ရပါတယ်ကျွန်တော်တို့ဒီအမျိုးသမီးနှစ်ယောက်ကတော့ပွပွလင်းလင်းပြောရင်တော့ကျွန်တော်တို့ရဲ့ရင်ထဲမှာပေါ့နော်ဒါအာခကျွန်တော်တို့နိုင်ငံရဲ့အာခမျိုးသမီးနှစ်ဦးပဲဗျာ